လူချီတောင်းဆိုလို့ယူဖို့အထီအောင်စဉ်းစားထားခဲ့ပေမယ့်နှစ်လအကြာမှာချစ်သူကမလေးအိမ်ကရွှေပုံးလိုက်မသွားခဲ့တဲ့ရင်းရင်ဝေဖြုံပရိသတ်များလုံးမဲမင်္ဂလာပေါင်းဗမစ်ဒေးလီနျူးစ်ကနေကြေဆွလိုက်ပါတယ်ချစ်မိသွားရင်ဘာကိုမှမမြင်တတ်တော့တဲ့မင်းကလေးတွေအတွက်သခိုင်းသားရင်းရင်ဝေဖြုံဆိုတဲ့ကောင်းလေးတယောက်ကတနိုင်ငံလုံးကိုသင်ကန်းစာပေးသွားခဲ့တာပါ ငွေနဲ့ဂုံကိုမမောတဲ့မိန်းကလေးတွေကိုပြစ်မှတ်ထားတဲ့ရရင်ဝေဖြိုးကမိန်းကလေးတယောက်ကိုရေးစားဖြစ်အယုံသွင်းပြီးရွှေကိုပုံးလိုက်မသွားခဲ့တာပေါ့ရရင်ဝေဖြိုးကမိန်းကလေးတွေသဘောချရတဲ့အရာကိုသိပြီးအဲ့ဒီမိန်းကလေးကို Facebook ကနေစတင်စကားပြောခဲ့ပါတယ်မိန်းကလေးတွေကသူတို့ကိုဦးစားပေးတတ်တာကိုသဘောချလို့ဒီအချက်ကိုအသုံးချသွားခဲ့ရပါ Facebook မှာခင်မင်ယာကနေအစ်စ်နေတက်ပြီးရီးစားတွေဖြစ်သွားပြီးတဲ့နောက် First Date မှာနေ့စီပန်းအပွင့်365ပွင့်လက်ဆောင်ပေးခဲ့ပါတယ် ကော်ဖီဆိုင်မှာအပေါ်ပိုင်းတစ်ထပ်လုံး VIP ယူပြီးပထမဆုံးတွေ့တဲ့ရက်မှာတည်းပတ်စံအရန်ကိုအုံပြခဲ့တာပါအဲဒါကြောင့်လဲဒီမိန်ကလေးကအယုံလွဲကအထင်ကြီးသွားခဲ့တာရှိန် သူရဲ့မိသားစုကလည်းနေပြည်တော်ကလေတက်မှာဒုတိယအကြီးဆုံးဆိုပြီးပြောခဲ့တဲ့လုံးဓာတ်ပုံတွေရိုက်မယ်ဆိုရင်လေသူ့အဖေရာတို့အခြေအနေတွေကြောင့်စောင့်ကြည့်နေသူတွေရှိလို့မျက်နှာပါလို့မရဘူးဆိုပြီးပုံတွေအရိုက်မခံပါဘူး first date မှာလည်းငွေတွေသုံးပြနိုင်တဲ့အပြင်လေတက်ကဒုတိယအကြီးဆုံးရဲ့သားဖြစ်တယ်ဆိုတာနဲ့တင်ဒီမိန်ကလေးကလည်းသဘောကျသွားကောင်ဘဝအတွက်ပါရည်ရွယ်လိုက်ပါတော့တယ် နောက်ပိုင်းမှာလည်းသကိုင်းကဝင်ကြီးများအိမ်ယာမှာပွဲရီရှိတယ်ဆိုပြီးအဆက်အသွယ်ပြတ်တာမျိုးတွေလည်းရှိခဲ့တာပါသူကလာတွေ့တိုင်းမှာလည်းကားနဲ့အမြဲလာတွေ့ပြီး driver တယောက်ကလည်းပါလာတတ်တယ်ရှင်ဒီလူတွေကသူ့အဖေလွတ်ထားတဲ့လူတွေဆိုပြီးလိန်ထားခဲ့တာကြောင့်တကယ်အတိုင်းဝိုင်းကြီးတဲ့လူတယောက်ဖြစ်အောင်အကွက်ချက်ချစီစဉ်သွားခဲ့တာပါ မင်းကလေးရဲ့မိဘတွေနဲ့လည်းခင်မရအောင်အိမ်အဝင်အထွက်တွေလုပ်ပြပြီးမိဘတွေကြည်ပြူအောင်စူးစမ်းခဲ့ပါတယ်။တရင်လုံးကလည်းသူ့ကိုယုံသွားတဲ့နောက်မှာမင်းကလေးရဲ့မိဘတွေကိုခေါ်ပြီးသူ့အဖေနဲ့ပေးထွေးဖို့လုပ်ခဲ့ပါတယ်။မင်းကလေးနဲ့သူ့ရဲ့မိဘတွေကလည်းတကယ်ယုံသွားခဲ့ကစားတော့ဆိုင်မှာနေ့လယ်နှစ်နာရီလောက်ထဲကသွားဆောင်ခဲ့ကြပါတယ်။သူ့အဖေကလူကြီးလမ်းကြောင်းနဲ့လမ်းမှာဖြစ်လို့နောက်ကျနိုင်တဲ့အကြောင်းပြောထားတဲ့အချိန်မှာရရင်ဝေဖြူကမင်းကလေးရဲ့အိမ်ကိုရောက်သွားပါတယ်။မင်းကလေးရဲ့ညီမလေးကိုအဖေကပဇွန်ဒီစားပြီးသွေးတိုးသွားခဲ့တာကြောင့်ဆေးရုံမှာအရေးကြီးတယ်လို့ညာကဆေးရုံ กลุ่มลอยไปเอง ိမ်တော့ကိုလည်းသူ့ပဲယူသွားခဲ့ပြီးအိမ်မှာဘသူမှမရှိတဲ့အချိန်မိဘတို့ရဲ့အခန်းထဲကတင်ထားတဲ့ပတ်စံတွေစုထားတဲ့ရွှေတွေကိုခိုးသွားခဲ့တာပေါ့ရွှေတွေကိုတံပုံးနဲ့ထည့်ပြီးတင်ထားတာကိုဖျက်မရလို့ရွှေကိုပုံလိုက်မှသွားခဲ့တဲ့အထိရရဲ့တင်းင်းကိုလှုပ်သွားခဲ့တာပေါ့ရင်းရင်ဝေဖြိုကအသက်20ကျော်အရွယ်သာရှိသေးပေမယ့်ဒီမိန်းကလေးကိုတမဲချင်းကပ်ပြီးရွှေငွေတွေကိုခိုးယူသွားခဲ့ပါတယ်။နင့်နာရဲ့မိန်းကလေးကတော့သူ့လိုအဖြစ်ကိုအခြားမိန်းကလေးတွေမဖြစ်အောင်သတိပေးလာခဲ့တာပေါ့။ရင်းရင်ဝေဖြိုကတကယ်တော့အကုန်လုံးကိုလိမ်ညာထားခဲ့တာဖြစ်ပြီးခေါ်လာတဲ့ ဲ့ driver ကလည်းသူနဲ့တဖွဲ့တွေဖြစ်နေပါတယ်။ဒီမင်းကလေးနဲ့တွေ့နေစဉ်2လအတွင်းမှာ350ခန့်ကိုအထင်ကြီးအောင်ဖြုံးပြပြီးဒီထက်မကတဲ့ငွေတွေကိုခိုးသွားခဲ့တာပါ။ ဒီမိန်ကလေးကတော့ထိပ်ပိုင်းအရာရှိကြီးရဲ့ချွေးမဖြစ်တော့မဲ့အထင်နဲ့စိတ်ကူးရင်နေပေမဲ့လည်းလက်တွေ့မှာတော့သူ့ကိုတမင်ချင်းကလာသူဖြစ်နေခဲ့ပါတယ်။အကောချက်ချက်စီစဉ်ပြီးမှအယုံသွင်းသွားခဲ့လို့သူတို့တိန်လုံးကတော့လှည့်စားခံလိုက်ရပြီးရွှေရည်ငွေတွေလည်းပါသွားခဲ့ရပါပြီ။အချိန်နှစ်လအတွင်းမှာလှည့်စားသွားတာဖြစ်ပြီးအပြောကားနိုင်လဲအယုံမလွယ်ဖို့တင်ကန်းစာရသွားစီတာပေါ့။ဒီအဖြစ်ပြက်မှာမိန်ကလေးကပဲအဲ့လိုခံလိုက်ရတာလား။ဒါမှမဟုတ်တစ်ဖက်ကပဲတောင်းဆေးခဲ့တာလားဆိုတော့ခမမအမြင်လေးတွေကိုဖျက်ပြခဲ့ပါအောင်ရှင်။အခုလိုအသိပညာရရှိတဲ့ဗီဒီယိုတွေကိုတင်ဆက် က်ပြီးတော့မှဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးအားပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ